မင်းရှင်နီပါမြန်မာရဲ့လိုင်းချင်းကိုရရှိကတရဖူတင်ပြတော့မယ်ထူအန်တွင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ထူအန်တွင်ကတော့မြန်မာနိုင်ငံကအလှမဲ့နေရှင်နယ်ဒရိုက်တာတွေထဲမှာဆိုပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာဆိုလဲမှတ်မှာပါမြန်မာနိုင်ငံကပေးကြံလောကထဲမှာဆိုမစ်ယူနီဘာကအမြင့်ဆုံးဖြစ်ကလူစိတ်ဝင်စားမှု အများဆုံးဆိုလဲမှတ်မှာပါ။ဒါပေမဲ့မြန်မာအလှမယ်ပြည်အနေနဲ့မစ်ယူနီဘာပြိုင်ပွဲကိုတွားပြိုင်ချိန်မှာနေရာရရှိရေဆိုတာနှေးပါပါ යි အမြဲတမ်း unplay ဖြစ်ကဝင်ပတုံးနိုင်ဖြစ်နေရပါ Miss Universe မြန်မာရဲ့ National Director အဖြစ်လဲဒေါ်စုံယူဝေကသာလောက်ကိုင်းနေခဲ့ရပါဒေါ်စုံယူဝေက20ကျော်လောက်ခဲ့တာဖြစ်ပြီးသူ့လက်ထဲမှာအလှမေများစွာကိုမိထုတ်ပေးခဲ့ပါဒါပေမဲ့အလှမေအပေါ်မှာပြီးွားတဲ့အပြင်မှုတွေမရှိဘူးဆိုတော့ကောလာဟာလာကလည်းအမြဲထွက်ရှိခဲ့တာပါခုဆိုရင်တော့ဒေါ်စုံယူဝေနေရာကို 2N Ring ကအစားထိုးယူလိုက်ဖို့တိကျသလောက်ရှိနေပါပြီ 2N Ring ကဒီရက်ပိုင်းမှာ မေရှူနီပါနဲ့ပတ်သက်တဲ့သတင်းတွေတောက်လျှောက်တင်နေကြရပါသူရောက်ယူတော့မလားလို့စောင့်နေကြတဲ့ပြည်သူတွေအတွက်တော့ဝမ်းသာစရာဖြစ်သွားပါတယ်။ Twinling ကမေရှူနီပါမြန်မာရဲ့ National Director အသစ်ဖြစ်လာတော့မှာပါ။ဘယ်သူမှမယူနိုင်ဖြစ်နေတဲ့ဒေါ်ဆိုးယူဝေရဲ့နေရာကို Twinling ကအပိုင်သိမ်းလိုက်တော့မှာဖြစ်ပါတယ်။ Twinling ကမေရှူနီပါမြန်မာရဲ့ National Director ဖြစ်မယ်လို့သိရချိန်မှာအားလုံးကလည်းဝမ်းသာလာကြပါတယ်။ တကယ်ဖြစ်တဲ့လုံရက်တခုလို့တွေးထင်နေကြတာပါ။ဒါအပြင်ထူးအပ်ရင်းလက်ထက်မှာမြန်မာအလှမေကကဘာကအလှမေရီကြဝင်းဒိုးနိုင်မယ်လို့အပြည့်ဝယုံကြည်ရကြောင်းပါ။ထူးအပ်ရင်းကတမိုင်းအစ်ကိုထူထောင်နိုင်မယ်လို့အပြည့်ဝကိုတွေးထင်ထားတာဖြစ်ပါသူရွေးချယ်လိုက်တဲ့အလှအမေရိကပြည်သူတွေရဲ့အကြိုက်နဲ့ထတ်တူကြတတ်တာကြောင့်ဖြစ်ပါ යි ။ခုဆိုရင်ထူအပ်ရင်းကမစ်ယူနီဘာမြန်မာ2026အလှအမေရွေးချယ်ပွဲအတွက်တွေးထားတာတွေတောင်ရှိနေပါပြီ ဒါအပြင်လက်ထလောမှာသူကိုယ်ရန်ရွေးချယ်ထားတဲ့နန္နာဆိုရင်လည်း Miss International ပြိုင်ပွဲကိုသွားပြိုင်နေပါပြီ။နန္နာလည်းတော့ဝင်နိုင်မယ့်အလားအလာမှရှိနေရပါ။ဒါအပြင်မြင့်မြတ်မိုးကလည်း Miss Cosmo 2025ကိုသွားပြိုင်ဖို့အစဉ်သင့်ဖြစ်နေသလိုဝိနာထီတောင်ခံမှန်းထားခံရတာဖြစ်ပါတယ်။ဒူအယ်တွင်ရွေးချယ်လိုက်တဲ့အလှမယ်တိုင်းကအဆင်ပြေနေရမှုပရိသတ်တွေကအမြဲစိတ်ကျေနပ်မှုအပြည့်ရနေရပါ။ လက်တလုံးမှာဒေါ်စောယူဝေရွေးချယ်ထားတဲ့ Miss Universe 2025ကိုသွားရှင်ပြိုင်နေတဲ့မြတ်ရတနာဆိုကတော့ Amplay Anita နဲ့သာပြန်လာရပြီဖြစ်ပါတယ်။မြတ်ရတနာဆိုကိုတော့ဝင်လိမ့်မယ်လို့ဒေါ်စောယူဝေကထင်ခဲ့ပေမဲ့လည်းတော့မဝင်ခဲ့ပါဘူး။မြန်မာအလှမယ်ရီထဲမှာဆိုရင်ခန်တီတယောက်တည်းသာတော့21ရက်ကိုဝင်ပူးတာဖြစ်ပါတယ်။တခြားအလှမယ်ရီကတော့နှစ်တိုင်းလိုလိုလက်ခုပ်တီးပြီးသာပြန်လာရတာပါ။ခန်တီဆိုရင်အဝေးထုတ်ပါလေစိတ်မှာပြောင်းရတဲ့အထီကိုဖြစ်ခဲ့ရပါ။ ဒါရောက်တော့ဝင်အောင်စူးစမ်းခဲ့တာဖြစ်ပါဒါကြောင့်မို့မစ်ယူနီဘာမှာမြန်မာအလှမင်းတွေအနေနဲ့နေရာတစ်ခုရရှိနိုင်ဖို့လိုအပ်နေရဖြစ်ပါတယ်။ခုလက်ရှိမှာထူအန်ရီကမစ်ယူနီဘာမြန်မာရဲ့ National Director ရာထူးကိုယူတော့မှာမို့ပြောင်းလဲလိမ့်မယ်လို့ယုံကြည်သူတွေများနေရပါ။တဲစုငင်းကလည်းထူအန်ရီအတွက်ဂုဏ်ယူလို့နေရပါ။ပရိသတ်ကြီးရောမစ်ယူနီဘာမြန်မာ National Director ဖြစ်ထူအန်ရီဆောင်ရွက်မှာသဘောကျလားဆိုတာပြပြပေးခဲ့ပါအောင်ရှင်။ကြီးစုပေးခဲ့ကြလို့ကြီးစုတင်ပါရှင်။